ကြားဖြတ်ငွေလိမ်စင်တာတွေရှိတဲ့ KK ပတ်ကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးတာကဟန်ပြတာဖြစ်ပြီးတော့ဝမ်ခဘတ်မှာကြားဖြတ်လုပ်ငန်းတွေပုံမှန်အတိုင်းပဲလူသိမ်းနဲ့ချီပြီးတော့ဆက်လက်လုပ်ကိုင်နေပါတယ်။ဇွဲသစ်သတင်းပေးပို့ထားတာပါရှင်။ကြီးနေပြီညာတော့ကြီးနေပြီ။ကရင်ပြည်နယ်များရီမြို့နယ် KK ပတ်ဝင်းထဲကကြားဖြတ်အွန်လိုင်းငွေလိမ်ခိုင်းတွေကိုမြန်မာစစ်တပ်ကအော်တိုဘားလ22ရက်နေ့မှာဝင်စီးတဲ့သတင်းကြောင့်ကြားဖြတ်လုပ်ကိုင်သူတွေအလုံးရင်းနဲ့ထွက်ပြေးကြပြီး ထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးလာတဲ့နိုင်ငံသား2000နီးပါးရှိတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါဗျ။ထွက်ပြေးလာသူတွေတဲ့တရုတ်နိုင်ငံသားအများဆုံးဖြစ်ပြီးထိုင်း၊အိန္ဒိယ၊နီပေါ၊ကနေဒါ၊ဗီယက်နမ်၊သီရိလင်္ကာ၊အီသီယိုးပီးယား၊ဘင်္ဂလားဒေ့ရှ်၊ဖိလစ်ပိုင်၊ပါကစ္စတန်စတဲ့နိုင်ငံပေါင်း22နိုင်ငံကနိုင်ငံသားတွေပါဝင်တယ်လို့သိရပါဗျ။စစ်တပ်ကကြားဖြတ်ငွေလိမ်စင်တာတွေရှိရာ KK ဘက်ကိုဝန်ရံဖမ်းဆီးပြတာဟာဟန်ပြတ်တတ်တတ်တာဖြစ်ပြီး ကေကေပန်းနဲ့အနီးဆုံးမက်ထော်တလေးအဝင်ဝန်ခါဖက်မှာကြားဖြန့်လုပ်ငန်းတွေပုံမှန်တိုင်းလဲပက်လုပ်ကင်နေတယ်လို့ဆိုပါရယ်ကေကေပတ်မှာခုစတက်ကလာပြီးတော့မှ Starlink လေးတွေဖမ်းပြတာတို့ဟိုနာဒီနာလောက်ပြတာတွေကတော့ဒါတော့ for show တက်တက်ပါလို့ပြောကြမှာတယ်မှတ်ချက်ပေးကြမှာတယ်ဒါကသူတို့တကယ်လုံနေတာမဟုတ်ဘူးသူတို့ရဲ့ဒီရွေးကောက်ပွဲအတွက်သူတို့ နာမည်ကောင်းရပြီးအတိမပြုခန့်ခြင်းလို့သူတို့လည်းတိုက်ဖြတ်နေပါတယ်ဆိုတဲ့ဒါတရုတ်ပြည်အားနဲ့သူတို့လည်းလည်းလုပ်ပြတာပဲရှိပါတယ်ဒါကတော့ဗာလဲဆိုတော့သူ့ရောင်ရေးကောက်ပွဲလုပ်ဖို့အတွက်တရုတ်ကလည်းစစ်တပ်ကိုပတ်ဆုံကူညီပံ့ပိုးပေးနေတာဆိုတာကိုလည်းကျွန်တော်တို့မေ့လို့မရပါဘူးဆိုတော့ဒီမှာဒီတရုတ်ရဲ့စီးပွားရေးတွေ အဓိကအဖြစ်ကတော့ကြံဖြတ်နေမှာလုံနေတဲ့လူတွေကစက်တက်ရဲ့ USDP ကပါတီဝင်နေဖြစ်တယ် main group ကတကယ်အဲ့ဒီလောင်းကင်မှာလုံနေတဲ့အဲ့ဒီ BGF တွေဆိုလို့ရှိရင်အကုန်လုံးသူတို့ပဲမွေးထုတ်တယ်သူတို့ပတ်စံပြန်ပေးတယ်တရင်နဲ့ညင်သွားပြီဆိုလို့ရှိရင်သူတို့ကတော့ဒီစီးပွားရေးကိုဘယ်လိုမှလက်လွတ်မှာမဟုတ်ဘူးဆိုတာတော့အတည်အလင်းမှတ်ချက်ပေးကြပါတယ်ပေါ့နော်စစ်တပ်ရဲ့တရင်ထုတ်ပြန်ချက်တွေရ KK ဘက်ကိုအော်တိုဘားလ19ရက်မှာဝင်ရောက်ဖမ်းဆီးရှင်းလင်းခဲ့ရာ Starlink အလုံး ကြားဖြတ်အလုပ်လုပ်ကိုင်နေသူအမျိုးသား1600ကျော်အမျိုးသမီး455ယောက်စုစုပေါင်း2190ကျော်ကိုဖမ်းဆီးရမိကြောင်းအော်တိုဝါလာ23ရက်နေ့မှာထုတ်ပြန်ပါတယ်။အော်တိုဝါလာ24ရက်ညပိုင်းကလည်းစစ်တပ်က KK ပတ်ဝင်းနဲ့ကို drone နဲ့ဘုံတလုံးကျဲချခဲ့တယ်လို့ဒေတာတွင်သတင်းတွေရသိရပါတယ်။စစ်တပ်ဘုံကျဲချတဲ့နေရာမှာလူတွေမရှိဘဲဟန်ပြသက်သက်သာလုပ်တယ်လို့ဤဆက်သူတွေကပြောပါတယ်။နိုင်ငံတကာရဲ့ဖိအားတွေကအာတဖြည်းဖြည်းနဲ့ပို့ပြီးတော့ကြီးလာတယ် ပြီးတဲ့ခါကျတော့ဒီပြဿနာကဒီစက်တက်ရဲ့အပအမြောင်မှုမရှိဘဲနဲ့ BGF ကဘလုံးမှသူတူတူနဲ့တရားကိုဘလုံးမှလောက်ကင်လို့မရဘူးဆိုတာလေနိုင်ငံကလည်းနားလဲသဘောပေါက်နေပြီပေါ့နော်အတွင်းထဲမှာတိမ့်နဲ့ခြေပြီးတော့ရှိရပေါ့နော်တိမ့်နဲ့ခြေပြီးတော့ရှိတဲ့လူတွေကိုကျွန်တော်တို့ကဒီလင်းကားတောင်တပေါင်းတော့ဖမ်းပြပြီးတော့မှဒါကကုံသွားတာမဟုတ်ဘူးသူတို့မကြိုက်တဲ့လူတွေပဲသူတို့ထုတ်တာအခုတချို့တွေဆိုထွက်ပြေးနေတာတွေရှိတယ်တချို့တွေဆိုအလောင်းနေပါတရားစားတွေ့လာတယ်ဆိုတော့ ်ခိုင်းကလေးနဲ့မှပေါ်လာတာလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုတွေကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်အတွင်းထဲမှာဘလောက်ထိဖိနှိပ်ရိုက်ရက်ရက်ဆက်ဆက်ကြမ်းတမ်းနေတယ်လဲဆိုတာကိုလည်းခံမှန်းလို့ရတယ်ပေါ့နော်ပြီးတော့ BGF ကဒါကိုအပြည့်အဝတကယ်ကြမ်းဖြတ်နေကိုကာကွယ်ပေးပြီးတော့မှသူတို့ကိုဂျိုးစီပေါ်ရဲ့အတွက်ကိုလုပ်နေတယ်ဆိုတာကတော့ဒါရှင်းလင်းဖြစ်နေတာပေါ့နော်မြန်မာနိုင်ငံဟာကြားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းနေကြောင်းတရုတ်နိုင်ငံနဲ့တကွလာမယ့်အော်တိုဝါလာ26ရက်ကနေ27ရက်နေ့ထိမလေးရှားနိုင်ငံမှာပြုလုပ်မယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာတင်ပြဖို့အခုလိုနှိမ်နှင်းပြနေတာလို့လေ့လာသူတွေကသုံးသပ်ပါတယ်။ထိုင်းမြန်မာနယ်စပ်တစ်လျှောက်ကရွှေကုတ်ကိုအပါအဝင်တရုတ်ကြားဖြတ်ငွေလင်းစင်တာတွေကိုနိုင်ငံတကာဖိအားကြောင့်သာစစ်တပ်ကနှိမ်နှင်းပြနေတာဖြစ်ပြီးနယ်စပ်တစ်လျှောက်ကြားဖြတ်လုပ်ငန်းတွေမှာလူအင်အားတိုက်နှက်ချီဆက်လက်လုပ်ကိုင်နေပါတယ်ခင်ဗျာ။ကျွန်တော်ဇွဲသစ်ပါ။